လုံးအလုံးမဲ့မလာပါတကြည်တဲ့ဝိမြမချန်နယ်အနေကျိုးဆိုပါရခင်ဗျာဒီနေ့တော့ပုံလေးကိုပုံလေးရဲ့ဘေးမှာစားတဲ့ဘလို့ပတ်ပြီးတော့ရေးရလဲဆိုတာလေးလုတ်လုတ်ပြမယ်ပေါ့နော်အဲ့ဒီလိုပဲအဲ့ဒီဟိုစာကွေးဝိုက်တွေကိုလည်းအမ်ဘလို့ရေးရတယ်ဆိုတာလေးအမ်မသိသေးတဲ့သူတွေအတွက်ပေါ့နော်အမ်မသိသေးတဲ့သူတွေဘလို့ကြောက်အရှိကံမရှိသေးတဲ့သူတွေအတွက် အဲကျွန်တော်လောက်ပြပေးသွားမှာဖြစ်ပါတယ်เนาะဆိုတော့အခုဒီပုံလေးကိုဒီလိုမျိုး selection ကောက်ပုံလေးကျွန်တော်တို့အရင်စလုပ်မှာเนาะဆိုတော့ကျွန်တော်ကဒီမှာဒီ selection ကို control D နဲ့ဖြောင်းလိုက်မယ်ကျွန်တော်ဒီမှာ layer ပွားထားတာလေးဆက်မယ်ပေါ့เนาะဆိုရင်ဒီလိုမျိုးပုံလေးရပြီဆိုတော့ဒီပုံလေးက ို့ကိုကျွန်တော်တို့ဒီမှာ object selection tool နဲ့ဒီလိုမျိုးဆွဲချလိုက်ဆိုရင် okay ဒီမှာ selection ဒီလိုဆွဲယူလိုက်တဲ့အချိန်မှာဘာတွေဖြစ်လဲဆိုတော့เนาะဒီမှာတစ်ချက်ရှိမယ်ဒီမှာပါเนาะဒီမှာမကတ်ဘူးเนาะဆိုတော့ဒါလေးကိုဘယ်လိုလောက်ရလဲဆိုဒီလိုလေးပဲဆွဲပြီးတော့ထပ်ဝိုင်းလိုက်ပါဗျာเนาะဟောဒါဆိုမရပြအောင်เนาะဆိုတော့ကျွန်တော်ဒီလိုလောက်လိုက်မယ် ဆိုရင်မရဘူးဆိုရင်ဘာလုပ်မလဲဆိုတော့ဒီမှာ reckless နှိပ်လိုက် quick selection tool လေးယူကျွန်တော်ဒီလိုမျိုးဆွဲထည့်လိုက်မှာဒါဆိုရင်ရပြီဆိုရင်အဲပေါ်အားလေးကျွန်တော်လက်ချက်လိုက်ကြည့်မယ်ဆိုတော့ဒီမှာ selection မရှိဘူးသူ့ကိုခုန object selection tool နဲ့ဒီလိုလုပ်ကြည့်မယ်ရမလားမရဘူးနော်ဆိုရင်နောက်တစ်ခါဒီနားလေးမှာပေါ့နော်ဒီနားမှာလိုချင်လိုချင်တဲ့ဟာလေးဒီနားလေး လွတ်ကြည့်မယ် okay ရတယ်เนาะဒီကောင်ကရတယ်နောက်ဒီမှာမပြည့်တာလေးနဲ့ test test လွတ်ကြည့်မယ်โอเคရတယ်เนาะဆိုတော့ဒီမှာလဲတွန်းနေတယ်ဒီလက်လေးပေါ့เนาะโอเคဒီစပင်းလေးလောက်ကြည့်မယ်ဒီမှာ နည်းနည်းပါးပါးလိုရာလေးတွေရှိနေတယ်ဆိုတော့ဒီမှာလဲကြံနေတာဆိုတော့ကျွန်တော်တရားနေဘယ်လိုလုပ်မလဲဆိုတော့ slot in မှာထည့်သွားကြည့်မယ်ဒီမှာဒါတော့ဒီတုန်းနဲ့ကျွန်တော်ဒီမှာ okay ဒီလိုလိုက်ဆွဲလိုက်မယ်โอเคဒါဆိုရပြီเนาะ ဆိုတော့ဒီဒေါပနက်တိအောက်ကကဒါကပကရာဝင်လာဆိုတော့နော်အဲ့လောက်ကြီးဂျမ်းပြင်အွာရရမလိုအပ်ဘူးနော်ဒါရီလည်းတိုက်ပြီးတော့မလိုအပ်ဘူးကျွန်တော်တို့စရဲရေးမှာဆိုတော့နော်ဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးပဲတွားလိုက်မယ်ကျွန်တော် selection ပြန်ကောက်လိုက်မယ်ဆိုတော့အဓိကက ကျွန်တော်တို့လောက်ရမှာကစာထဲမှာဒါဆိုရင်ဆလတ်ထဲကနေ modify expand တစ်ချက်နှိပ်မယ်ပြီးရင် data base ပြေးလိုက်မယ်ဒီလိုလေးပြတ်သွားမှာเนาะဒီလိုလေးရပြီဆိုတော့ဒီမှာကျွန်တော်တို့စာထဲဖို့အတွက်ပတ်လန်းလို့ရယ် but အဲ selection pad လောက်ဖို့လို့ရယ် selection ကို pad အဖြစ်ပြအောင်ပါเนาะဆိုတော့ဒီလိုမျိုးကျွန်တော် right click နေပြီးတော့ဒီမှာ map web တစ်ချက်နေကြည့်မယ် okay မရအောင်ပျောက်သွားတယ်ဆိုရင်ဒီမှာတစ်ချက်ဝင်ကြည့်မယ်ကားလေးကြရင်အဲ့လိုမျိုးမဝပ်ပတ်မလည်းမပေါ်လာဘူးဆိုတော့ဒီမှာသွားမယ် ဒီမှာတစ်ချက်နေမယ် never bad လို့မျိုးပေါ်လိုက်မယ်ဗျာနော်ရရင် ရတဲ့နေနဲ့လောက်တော့ဗောနော်အဲ့ဒါလေးလွယ်ပါတယ်ဟိုပထမပဲတွားရှာပြီးတော့ကျွန်တော်တို့ရအောင်ပြန်ဆွဲပေါ်လိုက်တာအမှန်တစ်ချက်ချက်ရတယ်တစ်ချက်ချက်မရဘူးဗောနော်အဲ့ဒါကျွန်တော်တို့ software တွေကဘယ်လိုကောမလဲဆိုတော့ဟိုဝယ်တောင်းတာတွေမဟုတ်တော့နော် ဒီမှာတိုက်တူးယူမယ်ဒီလိုပတ်လန်းရရင် တိုက်တူးပုံမှာဒီမှာယူလာတဲ့အဝိုင်းလေးဖြစ်နေเนาะဒီမှာပတ်လန်းပုံမှာဒီလိုလေးချလိုက်မယ်โอเคဒီမှာစာရပြီပေါ့เนาะပြီးရင်ကျွန်တော်ဒီမှာရေးချင်တာကိုပတ်ရေးလို့ရပါပြီเนาะဆိုတော့အခုဒီမှာစာကိုကျွန်တော်ဒီလိုတပတ်ပြေပါအောင်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် order လေးဖိပြီးတော့စာအုပ်ဒီလိုမျိုးဆွဲချဲလိုက်ပြေပါမှာเนาะ โอเคဒါဆိုရင်လွဲပါတယ်ဟုတ်ပြီစာကဒီလိုမျိုးဟိုဖြစ်သွားတယ်ဒီမှာအဆင်မပြေဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ control z z ပြန်ဆုပ်လိုက်မယ်ဆုပ်ပြီးတော့ဒီမှာ control z နောက်တစ်ချက်ပြန်ဆုပ်လိုက်ဒီမှာ select ထဲရမှာ refine ကနေပြီးတော့ကျွန်တော်တို့ဒီမှာ smooth တစ်ချက်သွားပြီးတော့ဒီမှာ80လောက်ပေးလိုက်မယ်ဒါဆိုဒီမှာလည်းပြပြလေးရပါတယ်နော် ဒီမှာကျွန်တော်ခုနလိုမျိုးဒီမှာ slash ဒီလိုပေါ့နော်ဒီ slash ကနေပြီးတော့အဲ slash မဝပတ်တစ်ချက်သွားကြည့်မယ်ခုနလိုပဲပြောင်းသွားတယ် okay ဒီမှာပြန်သွားမယ်ဒီမှာသွားမယ်ဒီမှာရပြီနော်ဆိုတော့ကျွန်တော်တို့ title လေးကိုသွားမယ်ကပင်ဒီမှာထည့်လိုက်မယ် okay ရပြီ။ Okay ဒါကလူပုံမှာဒီလိုသွားတဲ့ပုံစံပေါ့။ဒါဆိုရင်ကျွန်တော်ဒီမှာပတ်လန်းရကြံနေတယ်။တကယ်ဆိုလို့ရှိရင်တော့အဲဟာအာကျွန်တော်ဟိုဟာမဖြစ်ဘူးပေါ့နော်။ဆိုတော့ဒီပတ်လန်းကိုဘယ်လိုဖြတ်မှာလဲဆိုရင်ကျွန်တော်ခုနဒီတဲကနေသွားပြီးတော့ဒီမှာ recollect ချက်နေပြီးတော့ဒီမှာ delete pass ဖြတ်လိုက်နော်။ဒါဆိုရင်စာလေးတွေရတဲ့အချိန်ရပါပြီဗျာနော်။ okay ဒါဆိုရင်ကျွန်တော်တို့ဒီနောက်တစ်ခုအနေနဲ့ အစာတွေကို ကိုလိုချင်တဲ့လိုမျိုးအဲဒီဇိုင်းပုံစံနဲ့ရေးမယ်ဆိုတော့အဲဒီဇိုင်းလေးကျွန်တော်ဒီကမတ်ဆိုင်ရတဲ့ယူလိုက်မယ်ပြီးရင်ပန်တိုးလေးယူပြီးတော့ဒါတော့ပို့လွယ်ပါတယ်နော်ဆိုတော့ဒီမှာကပတ် option ပါမှာဒီ pass ဆိုတာကိုယူထားပြီးတော့ကျွန်တော်ဒီမှာကိုလိုချင်တဲ့လိုဒီလိုမျိုးဆွဲလိုက်မယ်ဒီလိုမျိုးဆွဲမယ်ဒီလိုမျိုးဒီနေထားမှာ light to uv ဒီလိုလာလိုက်ရင်ဒီမှာစာလောင်းရတဲ့လိုမျိုးအကွဲလေးပေါ်လာမယ်။ Okay ကျွန်တော်ကမရေးပြတော့ဒီဥစ္စာကိုပဲဒီမှာ order လေးကိုဖြည့်ပြီးတော့ area များလေးနဲ့ကျွန်တော်စာကိုဖြည့်ပြမယ်။နော်ဒါကစာလို့ရေးတဲ့သဘောပါ။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စိတ်တုံးနေမှာဘယ်လိုရေးလဲဆိုတော့လေကျွန်တော်ပြမယ်နော်စိတ်တုံးနေမှာစာအဝိုင်းပုံစံလေးတွေ ဘလို့ရေးမလဲဆိုတော့စိတ်တုံးမှရေးတာကလည်းလဲပါတယ် control ဆက်ဆက်ဆက်တကောင်နဲ့ကျွန်တော်ဖြတ်လိုက်တော့ okay ပြီးရင်ကျွန်တော်တို့ဒီမှာ shape ဒီကောင်မနော်အဲ့လေးတူတစ်ချက်ယူလိုက်မှာဝိုင်းလေးပေါ့ဒီမှာဝိုင်းတစ်ဝိုင်းဆွဲလိုက်မယ်လေယာဘောလေးဖွင့်ထားမယ်ဝိုင်းတစ်ဝိုင်းဒီလိုဆွဲယူလိုက်မယ်ရှိလေ ဒီလိုမျိုးလေးဖိတာပဲကျွန်တော်ဒီမှာကာလာရောင်နေဖြည့်ရင်လည်းဖြည့်လို့ရတယ်နော်စတောက်ရဲ့ကာလာတဲ့တော့ဒီမှာပလန်ဖြည့်လို့ကျွန်တော်တရားနေစာရေးမယ်ဆိုရင် title နဲ့တင်လို့ယူပြီးတော့ဒီလိုမှာရှင်းလို့ရပါတယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနောက်တစ်ဝိုင်းအတွက်ကြတော့ဒီမှာစာကအခုဆိုရင်ဘယ်လိုဖြစ်နေလဲဆိုတော့စာကဒီမှာပေါ့နော်ကျဲနေတယ် ုနကကျွန်တော် share ထားတဲ့ပုံစံလောက်ထားလို့အဲ့ဒါဆိုရင်ကျွန်တော် order ကိုဖိပြီးတော့ best bit bad bad better ဟော sorry ဒီ right ဟွာလေးနဲ့ပေါ့နော် error များဒီဘက်ကဘယ်ဘက်က error များလေးနဲ့ကျွန်တော်ဒီလိုမျိုးအချင်းချင်းစအချင်းချင်းလုပ်လို့ရပါတယ်သူကဒီမှာ ကိုရေးတဲ့ဟာမဟုတ်တော့တွားကျင်နိုင်တွားနေရပါတော့เนาะအခုအမကျွန်တော်ကဒီမှာစာရေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာရေးမယ်ဟာဒီမှာဆိုရင်ပြည်တော်စုဖောင်းကရေးလို့မမှန်ဘူးเนาะဆိုတော့ပြည်တော်စုဖောင်းကဒီမှာရေးလိုက်တပွေတို့တွေရှင်းတော့ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဘာလုပ်ရမလဲဆိုတော့ဒီမှာပါเนาะဒီကောင်လေးကိုဒီကောင်လေးကိုတစ်ချက် နေပြီးတော့ဒီမှာဒီပေါ်နော်ဒီပေါ်ကဒီမြင်းလေးချောင်းဟာလေးဒါလေးတစ်ချက်နေပြီးတော့မှကျွန်တော်ဒီမှာ web retail လေးရောက်ဆိုဒါလေးတစ်ချက်နေလိုက်ဒီမှာမှန်သွားတယ်တွေ့လားမသိနော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ရေးပြမယ် ျွန်တော်ရှေ့ကမိုက်ခံနေလို့နော်စာရေးရတာအဆင်မပြေဒါဆိုရင်ပြည်တော်စုပေါင်းပေါ့နော်ဒီတော့ဖုန်းကိုရေးလို့ရှိရင်အဲ့ဒါလေးခုနကျွန်တော်လုတ်ပြတာလေးတစ်ချက်လုတ်လိုက်ရင်ပြီးတော့ဖုန်းရေးရတာအဆင်ပြေသွားလိမ့်မယ်နော် စာဆိုရင်ဒီစာကဒါအပေါ်ကနေစာကျွန်တော်ဒီအောက်ပလန်လေးတစ်ချက်ယူပြီးတော့ကျွန်တော်ဒီလိုလေးစာကိုကိုလိုတလိုရွှေ့လို့ရအောင်နော်အရာကဒီမှာအဲ pass selection 2ပေါ့နော်ဒီမှာ data selection 2ရှိတယ်ဒီ pass selection 2ကိုယူပြီးဒီလိုလေးဒီမှာများလေးဟိုဘက်တစ်ပတ်ရှိရစာကိုဒီလိုရွှေ့လို့ရပါတယ်နော်ဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထပ် ဟိုအစားတကြောင်းထပ်ယူမယ်ဆိုရင် control ချက်ဒီလိုပွားပြီးတော့မှကျွန်တော်ဒီမှာ selection ပေးပြီးတော့အောက်ကနေပြီးတော့ဒီမှာပါနော်ဟိုင်းစာထပ်နေတော့ဘာတွေမှမသိတော့เนาะကျွန်တော်အောက်စာလေးတစ်ချက်မိတ်လိုက်မယ်ဆိုတော့ အာ sorry ဘောဟာလေးဒီမှာ selection ပေးလိုက်မယ်ဒီလိုမျိုးကျွန်တော်ရေးပြမယ်ဆရာအဲ့ဒီမှာအောက်ကဒေါက်ချိုက်ကိုကျွန်တော်ဘယ်လိုထပ်မလဲပေါ့နော်ဆိုတော့မရှေ့ FA ရဲ့ channel လိုက်အောက်မှာအပေါင်းလက္ခဏာလေးပြလာတဲ့အချိန်ကြတော့မှာ အတောက်ချိုက်ကိုနှိပ်လို့ရပါတယ်ဆိုတော့ sorry ဒီမှာပါဟာ shift f နှိပ်လိုက်တယ်ဟာ sorry shift f နှိပ်လိုက်တယ်အမှပေါင်းလက္ခဏာလေးပြလိုက်ရင်ဒီမှာတောက်ချိုက်နှိပ်လိုက်မယ်တောက်ချိုက်ကဘာမှလဲဆိုရင် shift ကိုဖိပြီးတော့ကျွန်တော်တို့ဒီမှာ l l l ပေါ့နော် l ကိုနှိပ်လိုက်ရင် ဒါတောက်ချက်ရပါတယ်ရှစ်ကိုဖိပြီးတော့ K ကိုနှဲ့ရင်ဒါတွေရပါတယ်နော်ဆိုတော့ဒီမှာဆိုတော့ဒီမှာသူကြတော့ဒီကငယ်ကဘာမှလဲဆိုရင်ကျွန်တော်တို့ဒီ was wasn't long ball လို့အင်္ဂလိပ်စာမှာ wasn't long ball လို့ဟာလေးပေါ့နော် အဲ့ဒီမှာကောင်းငယ်ရှိတယ်မေဘုဒ္ဓဤကောင်းငယ်တစ်ချောင်းဝင်နာကြီး sorry နာကြီးတကုံတော်ဆိုတော့ဒီမှာကျွန်တော်အောက်ကဆလုံးပြန်ပေါ်လိုက်နော်အပေါ်မှာဟောဒီစိတ်ဒီ presentation တူလေးကိုယူပြီးတော့ကျွန်တော်အဲ့ဒီဘောကကျွန်တော် selection ပေးထားတဲ့စာအုပ်တွေအောက်ဆွဲထားလိုက်ပြီးကျွန်တော်ဒီလိုလေးပေါ်လေးတင်လိုက်တယ်ဒါဆိုရင်အဲဒါ ဟိုပါဗောနော်တစိတ်တုံးနေရဲ့အဝိုင်းပုံစံစာရေးတဲ့နေပါโอเคမသိသေးတဲ့သူတွေဗာသိသေးတဲ့သူတွေအတွက်ကတော့ကြော်သွားလို့ရပါတယ်နော်ဆိုတော့ကျွန်တော်အခုလောက်ပြရတဲ့စာလုံးကိုယ်ကောက်ရေပုံလေးတွေဟိုသဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်โอเคအကျိုးဆုံးတရားတစ်ခုရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကိုကျိုးတစ်ခုအကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနဲ့ကူညီပေးဖို့တောင်းဆိုပါရစေအားလုံးကျေးဇူးတင်ပါတယ်